မင်္ဂလာပါပရိသတ်ကြီးဒီနေ့မှာတော့ဘောလုံးလောကရဲ့တန်တိုင်းစစံဒီပြကြီး Silent Focuser အကြောင်းစိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတစ်ခုကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အဲဒါကတော့သူမန်ယူကိုဥဆောင်ခဲ့တဲ့အချိန်ကလူငယ်ကစားသမားတွေကို Covid ကရေးစည်းကွင်မပေးခဲ့တဲ့အကြောင်းရင်းပါပဲ။ Manchester United တင်ဟာ Silent Focuser ဥဆောင်ခဲ့တဲ့အချိန်က Chevrolet Company စီကနေ sponsor ဖြစ်ကားအသစ်ဆက်ဆက်တွေကိုရခဲ့ပူပါတယ်။ဒါပေမဲ့ Ferguson ကတော့လူငယ်ကစားသမားတွေကိုအဲ့ဒီကားတွေစီးကွင်မပေးခဲ့ပါဘူး။ American ကားကုမ္ပဏီကြီး Chevrolet ဟာ Man U နဲ့ပေါင်တန်းပေါင်းများစွာတန်ကြီးရှိတဲ့စားချုပ်ကိုချုပ်ဆိုခဲ့ပြီး2014ဘောလုံးရာသီကစားလို့မန်ယူကစားသမားတွေရဲ့အင်ဂျီမှာ Chevrolet အမည်ကိုဖော်ပြခွင့်ရခဲ့ပါတယ်။ Chevrolet ဘက်ကလည်းမန်ယူနဲ့လက်တွဲခွင့်ရတာကိုကျေးဇူးတင်တဲ့အနေနဲ့မန်ယူပထမအသင်းကစားသမားတွေအားလုံးကို Chevrolet ထုတ် လက်စရီကားတွေကို စိတ်ကြိုက်ရွေးချယ်စီးပွင့်ပေးခဲ့ပါတယ်။အဲ့ဒီအခါမှာမန်ယူရဲ့ကျေးပွင့်ကစားသမားများစုဟာဆွေအား198 MBA ရှိတဲ့ကော့ဖက်ကားတွေကိုရွေးချယ်ခဲ့ကြပါတယ်။ထိုချိန်မှာဖာကူဆန်ကအသက်23နှစ်အောက်ကစားသမားတွေအနေနဲ့အသင်းထဲမှာဘလို့အဆင်မရှိရှိပြိုင်ကားမှာခွင့်မရှိကြောင်းအမိန့်ထုတ်ပြီးတာမီခဲ့ပါတယ်။ဒါကြောင့်လူငယ်တိုက်စင်မှုဒန်နီဝဲဗာ22နှစ်ကန်စစ်ကစားသမားတွေဖြစ်တဲ့ဖီဂျွန်20နှစ်ခရစ်မော်လီ22နှစ်နဲ့ရာဖဲတာဆေးဗာ22နှစ်တို့ဟာ ဖာကူဆန်ရဲ့ခွင့်ပြုချက်မရတဲ့ဘဲကားကိုမစိုးမောင်းခွင့်မရှိခဲ့ပါဘူး။အဲ့ဒီချိန်ကပေါင်3200တန်ကျစ်ရှိတဲ့ Corvette ကားတွေကို Rio Ferdinand 33နဲ့ Ryan Giggs 38နှစ်တို့လိုကားမောင်းတပါးရင်းနေသူတွေကိုသာမောင်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။ဖာကူဆန်ဒီလိုစီကံတင်ဆက်ခဲ့ရတဲ့အကြောင်းရင်းတွေလည်းရှိခဲ့ပါတယ်။2009ခုနှစ်မှာမဲယူကွင်းလေလူခရစ်စတီယာနိုရော်နယ်ဒိုဟာမဲယူလေးကြီးရင်ကွင်းကိုသူ့ရဲ့ပေါင်2သိန်းနဲ့ Ferrari 599 GTV Fiorano နဲ့တွားခဲ့စဉ်ဥမင်တခုရဲ့နယံကိုဝင်တိုက်မိပြီးကားကောင်းချိန်မှာတွားခဲ့ပါတယ်။2003ခုနှစ်အတွင်းကလည်းအရန်တိုက်စစ်မှု Jimmy David ဟာမြေခိုးရောင် BMW နဲ့ M40 အဝေးပြေးလမ်းမကြီးပေါ်မှာမနှက်ဆိုးဆိုးမောင်းနေစဉ် Loria ကားကြီးနဲ့တိုက်မိပြီးပွဲချင်းမိတည်ဆုံသွားခဲ့ရပါတယ်။ Ferguson ဟာသူ့ရဲ့ကစားသမားတွေကိုအသေးအဖွဲအထိလိုက်နံကုတ်ခဲ့သူဖြစ်လူသိများပါတယ်။သူကလူငယ်ကစားသမားတွေကိုစိတ်ကြီးဝင်တာမျိုးမဖြစ်စေချင်တာကြောင့်ပါ။ ဖာဂူဆန်ဟာမန်ယူကို1986ကျောင်းမှာစတင်ကူခဲ့ခဲ့ပြီးကစားသမားတွေကိုကောင်းစွာထိန်းကိုနိုင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ခေတ်ကာလအခြေအနေတွေပြောင်းလဲလာတာကိုသတိပြုမိခဲ့ပြီးရခင်ကလိုကစားသမားတွေရဲ့ဘဝကိုထိန်းချုပ်နိုင်မှုမရှိတော့တာကိုလက်ခံလိုက်ခဲ့ပါတယ်။ ဒါပြင်ဖာဂူဇန်ကိုကဲစင်ကလူငယ်ကစားသမားတွေကိုရောင်စုံဖနက်တွေစီးခွင်လဲမပြုခဲ့ပါဘူး။ဝင်းယွန်းနီပါပါထော့ဖ်နဲ့ရိုင်ယန်ဂစ်တိုလိုပထမအသင်ကကစားသမားတွေသာစိတ်ကြအရင်ဝစ်စင်ခွင့်ရှိခဲ့ပါတယ်။အဲဒီလိုဝစ်စင်ခွင့်ပြုရခြင်းကလည်း၎င်းတို့ကိုစပွန်ဆာပေးထားတဲ့သူတွေရဲ့တောင်းဆိုမှုအတိုင်းဝစ်စင်ရခြင်းဖြစ်တာကြောင့်ပါ။ဒါပေမဲ့လူငယ်အသင်းနဲ့အကယ်ဒမီကကစားသမားတွေကတော့အနည်းရောဖနက်တာဝေးရမယ်လို့ဖာဂူဆန်ကစီကံထုတ်ထားခဲ့ပါတယ်။ ဖာဂူဆန်ကလူငယ်ကစားသမားတွေကို coffee sequence မပေးတာရောင်စုံဖက်နှက် sequence မပြူတာရဲ့ရည်ရွယ်ချက်ကတော့အာယုံမပြက်လင့်စေရန်ဘောလုံးတက် luxury ပစ္စည်းတွေကိုအာယုံထားနေခြင်းမဖြစ်စေချင်တာကြောင့်ပါမာနထောင်ဝမှုကစားသမားဘဝအစောပိုင်းကတည်းကကစားသမားတွေမမာနထောင်ဝနေရကိုဖာဂူဆန်မနစ်တလို့ပါအသေးစီလုံးမှုအသေးမော်ရီအကြမနာလိုစိတ်တွေမရှိစေချင်တာကြောင့်ပဲဖြစ်ပါတယ် ကြည့်ရှုနေကြတဲ့ချစ်ပရိသတ်ကြီးတို့ရေပရိသတ်ကြီးတို့အနေနဲ့အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုသိရှိထားရဆိုရင်လေကိုမတ်မှာပြန်လည်မျှဝေပေးခဲ့ကြပါအောင်နော်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တူထျောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရှင်နောက်တဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ video ကိုကြည့်ရှုဖို့ဒီ channel ကို like and subscribe လေးပြုလုပ်ပေးခဲ့ကြပါအောင်ရှင်